ကျမ်းမာရှင်လန်းခြင်းဂျေဇုဖြစ်ပါတယ်ခန္ဓာကိုယ်ကျမ်းမာခြင်းโอเคဝိညာဉ်ရေးရောအဓိကပြောတာမဟုတ်ဒီကနေ့ပြောချင်တာကခန္ဓာရေးရနဲ့ပတ်သက်တယ်ခန္ဓာကိုယ်မှာကျွန်တော်ခဏခဏဖြားတတ်တယ်ခေါင်းကိုက်ပိုက်နာကင်ဆာဖြစ်လိုက်ဟိုဟာဖြစ်လိုက်ဒီဟာဖြစ်လိုက်အခုတရားစီရင်နားထောင်နေတဲ့သူတွေထဲမှာမကျမ်းမာတဲ့သူရှိမယ်နော်ကျွန်တော်ယုံကြည်တယ်ယုံကြည်သူတွေလည်းဖြားတတ်တာဟုတ်ဆရာရေးမင်းလည်းဖြားတတ်တယ်ဟိုတလောတော့ဖြားသွားသေးတယ်မဟုတ်ဘူးလားဖြားတတ်တယ်လူတိုင်းဖြားတတ်တယ်ယုံကြည်သူလည်းဖြားတတ်တယ်ဒါပေမဲ့ယုံကြည်သူကမတူတာပါလဲဆိုတော့ဖြားတဲ့အထဲမှာဖျားသခင်ကို လက်တွေ့တက်တည်ရတယ်ဟာလေလုယာတင်ဖြားလိုက်မှပဲဖရာသခင်ရဲ့ကောင်းမြတ်ခြင်းကိုတင်ခံစားရတာမဟုတ်ဘူးလားတင်မဖြားပဲနေနေတယ်ဆိုရင်ဖရာသခင်ကကောင်းမြတ်ခြင်းကိုတင်တိမှာမဟုတ်တင်ဖြားသွားတဲ့အခါမှာဖရာသခင်ရဲ့ကုသခြင်းကိုတင်လက်တွေ့ခံစားရတယ်ဟာလေလုယာကျေးဇူးတော်ချီးမွမ်းခြင်းကတင်ရဲ့ခန္ဓာကိုကျန်းမာစေတယ်လို့ကျမ်းစာကပြောတယ်တုတ်တန်ခြင်း16နှစ်နဲ့မှာเนาะဘယ်လိုပြောလဲတုတ်တန်ခြင်း16နှစ်နဲ့မှာစိတ်ရှင်လန်းခြင်းဒီကျမ်းမာစေတတ်၏တဲ့စိတ်ပြည့်ခြင်းမူကအယိုးတို့ကိုတွေးချောက်စေတတ်၏ ဂျေဇုတော်အမြဲတမ်းရေတွက်ချီးမွမ်းနေတဲ့သူဟာရှင်လန်းခြင်းကိုရနေတဲ့သူဖြစ်တယ်လေ။ချိန်မှာကျွန်တော်တို့ပြောပြီးသွားပြီ။ဂျေဇုတော်ချီးမွမ်းခြင်းကငြိမ်သက်ခြင်းကိုရတယ်။အဲ့ဒီငြိမ်သက်နေတဲ့သူကအမြဲတမ်းစိတ်ရှင်လန်းနေမှာပဲ၊ပျော်ရွှင်နေမှာပဲ။ဟုတ်တယ်နော်။ဒါကြောင့်တမန်ချင်းစာကိုကြည်ရမယ်ဆိုရင်ဂျေဇုတော်ချီးမွမ်းတဲ့သူဟာငြိမ်သက်ခြင်းရတယ်လို့ပျော်ရွှင်ခြင်းလည်းရတယ်။စိတ်ထဲမှာငြိမ်သက်နေမယ်၊ပျော်ရွှင်နေမယ်ဆိုရင်ကိုယ်ခန္ဓာမကျမ်းမာနေဘူးလား။ကျမ်းမာနေမယ်။ ကျွန်တော်ပြောမယ်ချစ်တော်ညီကိုမောင်မတို့များရောအဖြစ်ကျွန်တော်တို့ဖြားတာကဘာဖြစ်လို့လဲတည်လားစိတ်ထဲမှာမပျော်လို့အဓိကစိတ်ပဲမနေ့ကလည်းပျော်သွားပြီစိတ်ကမပျော်တဲ့အခါမှာမျက်နာကမဲကျုံမဲကျုံပြီးတော့မှမပျော်ပဲနဲ့ဒီလိုနေတဲ့အခါမှာဖြားလာတယ်ဖြားလာတယ်ကြာလိုက်ဘာဖြစ်လဲပိန်ချုံးလာတယ်ကြာလိုက်ကင်စာဖြစ်လာတယ် အဲ့ဒါတွေကကျွန်တော်တို့မပျော်ရွှင်ခြင်းစိတ်မပျော်ရွှင်ခြင်းနဲ့တအားဆိုင်တယ်။ငြိမ်သက်ခြင်းမရဘူးပျော်ရွှင်ခြင်းမရဘူးဆိုလို့ရှိရင်အမြဲတမ်းအာစိတ်ကြောင်ကချားနေပါဖြစ်လေ။ဖြားတတ်တယ်။ဖြားတာကြာလိုက်အသက်တူမယ်ဟုတ်ပြီနော်။ဒါပေမဲ့ဂျေဇုတော်ချီးမွမ်းတတ်တဲ့သူတယောက်ကအသက်တာကိုရောက်ရဲလာတဲ့အခါမှာ तू ကငြိမ်သက်ခြင်းရလာတဲ့အခါမှာ तू ပျော်ရွှင်လာတဲ့အခါမှာသူ့ရဲ့ခန္ဓာကိုယ်ကျန်းမာလာတယ်။ဟာလေလုယာအခုနယောဘအသက်တာကိုကြည့်ပါ။ ခန္ဓာကိုယ်ကျန်းမာလာလို့ဘာဖြစ်လဲ तू အသက်တရ40တောင်မှတရ40တောင်မှအပူရတယ်လေမဟုတ်ဘူးလားအပူရတယ်လေဒါပဲချစ်တော်ညီကိုမောင်မတော်အဲ့ဒါပဲဂျေဇုတော်ချီးမွမ်းတဲ့သူတယောက်ဟာသူ့ရဲ့အသက်တာမှာကျန်းမာခြင်းရှိမယ် ဒါကြောင့်ကျွန်တော်အခုတရားသီတနာနားထောင်နေတဲ့သူကိုပြောချင်တယ်စကားလက်ဆောင်ပါချင်တယ်အခုတင်ကျမ်းမကျမ်းမာနေဘူးဆိုရင်ကျေးဇူးတော်ချီးမွမ်းပါတင်ဖြားနေတယ်ဆိုရင်ကျေးဇူးတော်ချီးမွမ်းပါတင်မှာအဖျားတကုတ်ခုရှိတယ်ဆိုရင်ကျေးဇူးတော်ချီးမွမ်းပါအဲ့ဒီအရာကြောင့်ကိုတော်ကျေးဇူးတင်နေဖြားခွင့် ဒီလိုဖျားခွင်ကျွန်တော်ပြုတဲ့အတွက်ကြောင့်ဒီဖျားတဲ့အထက်ကနေဘုရားသခင်ရဲ့နာမကိုဆုတောင်းတက်လာတယ်မဖျားခင်ဆုမတောင်းချင်ဘူးအခုဖျားတဲ့အခါမှာဆုတောင်းတက်လာတယ်မဖျားခင်မှာကျမ်းစာမဖတ်ချင်ဘူးအခုဖျားတဲ့အခါမှာဘုရားသခင်ကိုအားကိုးရမှန်းသိလာတယ်မဖျားခင်မှာဘုရားတရားမလုပ်ဘူးအခုဖျားတဲ့အခါမှာဘုရားတရားကိုသိလာတယ်မဖျားခင်မှာဘဝရဲ့အတ္တတာဟိုဘာလဲဒီလောက်ထိပျော့ပျော့မယ်ဆိုတော့မထင်သားဘူးအခုဖျားလာတဲ့အခါမှာအော်လူဟာတည်တက်ပါလားဆိုတာသိလာတဲ့အခါမှာဘုရားတရားလိုက် စားတက်လာတယ်။ဟာလေလုယာဒါဖရာသခင်ကတင့်ကို ဖြားနာခြင်းအဖြစ်ပြုတဲ့ဂျေဇူးတော်တွေပဲ။ဒါကြောင့်တင့်ဂျေဇူးတော်ချီးမွမ်းကြည့်ပါအခုဖြားနေတဲ့သူတွေဂျေဇူးတော်ချီးမွမ်းကြည့်ပါမကြဖို့တင့်ကျမ်းမာလာလိမ့်မယ်။ယုံကြည်ပါယုံကြည်ခြင်းရှိတဲ့သူတွေထဲမှာမဖြစ်လာစရာအကြောင်းမရှိဘူးတဲ့။ဖះပြောတယ်လေဆရာရဲမင်းထွင်မှပြောတာမဟုတ်ဖះစကားဖះစကားဖြစ်တဲ့အတွက်တကိုးရှိတယ်အဲ့ဒီတကိုးကတင်းကိုကျဲမာစေလိမ့်မယ် ဆရာယေမင်းဆုတောင်းလိုက်လို့ကျမ်းမာလာတာမဟုတ်ဘူးဆရာယေမင်းဆုတောင်းခြင်းအဖြစ်ဖယားသခင်ကတင့်ကိုကျမ်းမာစီတာဖြစ်တယ်ကျမ်းမာစီတဲ့သူကဘာလို့လဲယေရှုဖယားဖြစ်တယ်ဒါကြောင့်တင်ယေရှုဖယားကိုဆုတောင်းမှဂျေဇုတော်ချီးမွမ်းကြည့်လိုက်ပါတင်အနာယောဂမကြခင်တက်တာလာလိမ့်မယ်ဟာလေလုယာအဲ့ဒါဆရာအဓိကပြောချင်တဲ့စကားလက်ဆောင်ပဲကျမ်းမာခြင်းခန္ဓာကိုယ်ကျမ်းမာခြင်းဂျေဇုတော်ဂျေဇုတော်ချီးမွမ်းတဲ့အခါမှာဖယားသခင်ကကျွန်တော်ညီတက်ခြင်းပေးတယ်ပျော်ရှင်ခြင်းပေး ငြိမ်သက်ခြင်းပျော်ရွှင်ခြင်းရလာတဲ့အခါမှာအလိုလိုနေနဲ့အသက်ရှိလာမယ်အလိုလိုနေနဲ့ကျန်းမာလာမယ်ဟာလေလုယာဒီကနေ့ကျွန်တော်တို့နှုတ်ကပတ်တော်ဏီကုံချုပ်ရအောင်နော်ဏီကုံချုပ်ရောက်လာပြီဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်လေးကကျေးဇူးတော်ချီးမွမ်းခြင်းရစ်ကိုပူဇော်တဲ့အခါမှာတဲ့ဘုရားသခင်ကကျွန်တော်တို့ကိုငြိမ်သက်ခြင်းပျော်ရွှင်ခြင်းပေးတဲ့အတွက်ကျွန်တော်တို့ဒီခန္ဓာကိုယ်ကျန်းမာနေမယ်အသက်ရှိမယ်တဲ့ဟာလေလုယာနားဆင်သွားတဲ့သူတွေအယောက်ချင်းစီတိုင်းတန်ရှင်တော်ဝိညာဉ်တော်အားဖြင့် တကယ်ထိမိရတီဆောက်เสียဖြစ်စီပါကောင်းကြီးဖြစ်စီပါဒီနှုတ်ကပတ်တော်အားဖြင့်နားထောင်တဲ့သူရဲ့အထဲမှာကောင်းကြီးဖြစ်စီပါအာမင်ဆိုတော့ကျွန်တော်နှုတ်ကပတ်တော်ကိုဒီမှာပဲနှိကုံချုပ်ရက်နာပါဖြစ်ပါတယ်နားမလဲတာရှိရင်ကျွန်တော်တို့အကောက်ကိုအပ်ပြီးတော့မှ message ပေါက်မှာ live မှာပြောလို့ရတယ်စုတောင်းခံစရာများရှိမယ်ဆိုရင်လည်းဆရာကိုလာရှာလို့ရတယ်နှုတ်ကပတ်တရားဒီနာကိုတော့ဒီမှာပဲရက်နာမှာဖြစ်ပါတယ် ကျွန်တော်တို့နာခံနားဆင်သွားတဲ့သူတွေခံယူသွားတဲ့သူတွေဟောကြားတဲ့သူအတူတူအတ္တတာမှာတကယ်ထိမိတည်ဆောက်စရာဖြစ်ကြပါစေလို့ဆုတောင်းမေတ္တာပို့ရင်းနဲ့ညှိကုံချုပ်လိုက်ပါရယ်အရောက်ချင်းစီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေတော့အာမင်